သွားကျင်တဲ့ခီးကိုကျွန်တော်ကီလိုမီတာနဲ့တွက်တဲ့အတွက်ကီလိုမီတာကိုသွားသလောက်တွားဝေးပဲကျွန်တော်ကြာသိမှာဖြစ်တယ်။ဒါပြီးတော့ဟုတ်ပြီကျွန်တော်တို့သွားနေရင်လည်းကိုသွားမဲ့လမ်းကြောင်းကအကြောင်းမျိုးကြောင့်ချောက်ယူပါမယ်။ညသွားနေရင်လည်းကျွန်တော်တို့ရင်မောင်းတဲ့ညှိနှိုင်းပြီးတော့လမ်းကြောင်းပြောလို့ရတယ်။ဟိုမမောင်ဝင်ကျင်တဲ့မျိုးသမီးရင်မောင်းရောအမျိုးသားရင်မောင်းရောကီးတဲ့ဆစ်ရှင်လက်ရှိအစဉ်ပြေမဲ့ဒီဒီရင်မောင်းမှုကျွန်တော်တို့နေတဲ့လက်ခံနေပါတော့။အော်တိုဝါအပြည့်ပြည့်ကြီးအားလုံးပဲ။ မင်္ဂလာပါကျွန်တော် EV taxi တွေထဲမှာမှာ EV taxi ကိုကျွန်တော်စီးလုံးငါးလဲစီးလို့ရတယ်နေဝေးလဲသွားလို့ရမယ်မြို့ရင်းမှာလဲ나이ပိုင်းနဲ့စီးလို့ရတယ်နောက်ကီလိုနဲ့လဲစီးလို့ရတယ်ပေါ့နော်ဆိုနောက်ပြီးတော့ကျွန်တော်တို့ဒီလေရင်ခွင်းအချို့အပို့နောက်ပြီးတော့ကျွန်တော်နေဝေးကားကိတ်အချို့အပို့တွေကိုလည်းဝန်ဆောင်မှုပေးလျက်ရှိတယ်ဒီလိုမျိုးဝန်ဆောင်မှုအစုံရတယ်ကျွန်တော်ထူးထူးခြားခြားနော် Brilliance Transport Service ကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့အဲ့မှာဘလို့ဝန်ဆောင်မှုလေးတွေကိုအသေးစိတ်ပေးနေလဲဆိုတာကိုဒီကတာဝန်ရှိတဲ့သူတယောက်ကိုကျွန်တော်မေးမြန်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ငကိုကြီးမင်္ဂလာပါခွေရ။အခုတို့ Billion Transport Service မှာဘယ်လိုဝန်ဆောင်မှုလေးတွေရလဲဗျ။အဲကျွန်တော်တို့ Billion Transport Service မှာကျွန်တော်တို့မြို့တွင်းဆိုရင်ကျွန်တော်တို့ကီလိုမီတာနဲ့သွားလို့ရမယ်။မြို့တွင်းနိုင်နဲ့ကျွန်တော်ရန်ကုန်မြို့ပြင်နိုင်နဲ့လည်းငားရအုပ်ပြုလို့ရမယ်။ပြီးတော့နေဝေးတွေကိုလည်းငားရအုပ်ပြုလို့ရမယ်။ Service တွေကျွန်တော်ရရှိမှာဖြစ်ပါတယ်။ဟောဟုတ်ကဲ့။ဆိုတော့ကားတွေအကုန်လုံးကအီဗီကားတွေနဲ့ပဲဝန်ဆောင်မှုပေးရလား။တခြားဘယ်လိုကားတွေရောရရှိနိုင်သေးလဲအခု။အဲကျွန်တော်တို့ဒီ BDS ဆိုတော့ကျွန်တော် Billion Transport Service ဆိုတာကျွန်တော်တို့မြန်ဒီမြန်မာ Billion Auto Company အောက်ကကျွန်တော်တို့သွားတာဖြစ်တယ်။ကျွန်တော်တို့ ုမ္ပဏီမှာရှိတယ် EV ကားတွေရှိတယ်တို့တို့တခြားမန်ပါဝင်က EV ကားတွေရှိတယ်အဲ့ဒီပြင်ကျွန်တော်တို့ C ကားတွေကျွန်တော်တို့ရှိတယ်ဗောနော် SC ကားတွေကျွန်တော်တို့အနေနဲ့ညူရင်းညူပြင်စားပြုတ်ကိုကျွန်တော်တို့ပြီးနေတာဖြစ်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ဆိုတော့အကိုကြီးတို့ Billion Transport Service ကကားတွေဥမာထားပါဆင်းလုံး9ယင်းနေမယ်ဖြစ်ဖြစ်ကျွန်တော်ကီလိုနဲ့9ယင်းမယ်ဖြစ်ဖြစ်ကျွန်တော်နာရီပိုင်းနဲ့9ယင်းမယ်ဖြစ်ဖြစ်ဗောနော်နောက်ပြီးတော့ဒီလေယာဉ်ကွင်းဂျိုဘိုတွေလည်းရရလို့ပြောတယ်ဗောနော်လေယာဉ်ကွင်းဂျိုဘို Highway ဂျိုဘိုတွေလည်းရရဆိုတော့အဲ့ဒါဆိုရင်ရောအဲ့ဒါဘယ်လိုမျိုးငားရမလဲ application ကနေခေါ်ရမှာလားကိုဖုန်းဆက်ပြီးတော့ခေါ်ရမှာဘယ်လိုမျိုးလဲခင်ဗျာအာကျွန်တော်တို့အခု လက်ရှိမှာတော့ကျွန်တော်တို့နေတဲ့ဒီ PDA operator ဆိုကျွန်တော်တို့ဖုတ်ဆက်ပါเนาะဖုတ်ဆက်ပါကျွန်တော်တို့မှာနေဝေးတွေဆိုကျွန်တော်တရက်ကျူဆက်ပြီဟိုတခါကျကျွန်တော်တို့မနေ့စိုးကြီးတွေလေစိတ်တွေတာဂက်တွေသွားရတာရှိတယ်အဲ့ဒီခါကျကျွန်တော်တို့တရက်ပေါ့เนาะည7နာရီမတန်ခင်မှာကျွန်တော်တို့ order 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 တင်ထားပြီပေါ့เนาะ order order တင်ပြီးတော့ကျွန်တော်တို့မနေ့အစိုးကြီးတွေသွားလို့ရတယ်ကျွန်တော်တို့ညူတွင်းပုံမှန်အခြေအနေဆိုရင်တော့ကျွန်တော်တို့ညူတွင်းဆိုရင်ကျွန်တော်တို့နိုင်ခွက်လောက်ကျူဆက်ရင်တော့အဆင်ပြေတယ်ပေါ့เนาะကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကားပိတ်တာပြူလာတဲ့ ချိန်နေတဲ့ဆိုပြီးပေါ့နော်ဟုတ်ဥပမာကျွန်တော်လေစိတ်တို့ကျွန်တော်ကားဝင်းတို့ဆိုရင်မနေ့အစိုးကြီးတွေပေါ့နော်အဲတခြားလည်းကြာရင်လည်းညမိုးနဲ့တရာရှိညမိုးထုတ်တာရှိအဲ့လိုမျိုးကျွန်တော်ရလာခင်ဗျ follow ရလာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ပေါ့နော်ဒီလေစိတ်တို့ဘာတမှာဟိုတက်ရှိတယ်ဟိုကျွန်တော်တို့ကွင်းကြီးကိုမနေ့အစိုးကြီးသွားတဲ့ဟာတွေရှိတယ်ဟုတ်လားကားကြီးအစိုးကြီးသွားတယ်ရှိတယ်အဲ့ဒီခါကျကျွန်တော်တို့အဲတရက်ကြူပြီးတော့ညရှင်းနိုင်မတိုင်ခင်ကြိုးဆက်ထားလို့ရတယ်ပြီးတော့ဟိုဘက်ပြီးတော့ပြန်လာတဲ့အချိန်ဟိုမိုးချုပ်ရင်လည်းကျွန်တော်တို့နည်းနည်းလေး ဟိုလေဘွားစင်းနေဆိုမှဆက်ထားလိုက်ပါတော့ကျွန်တော်တို့အဲလာပြီးတော့စောက်ပြီးကြိုးပေးပါတယ်ဟုတ်အော်ဟုတ်ကဲ့ဆိုတော့အခုနယ်ဝေးခီးစင်လေးတွေချိုးခီးစင်လေးတွေရတယ်ပြောတယ်ဘယ်နယ်ဘယ်လိုမျိုးနယ်ဝေးခီးစင်လေးတွေရလဲခင်ဗျာဟုတ်နယ်ဝေးကတော့ကျွန်တော်တို့ခုလက်ရှိအခြေအနေမှာကျွန်တော်တို့ခုဆိုရန်ကုန်ပဲခူးရန်ကုန်ပဲခူးရှိမယ်ပြီးတော့ကျွန်တော်နေပြည်တော်မန္တလေးအဲဆိုမော်လမြိုင်ပေါ့နော်မော်လမြိုင်ရှိမယ်ပကံပကံညာဦးရှိမယ်6000ငွေဆောင်ရှိမယ်အသိ6000ငွေဆောင်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ EV ကားတွေကျွန်တော်တို့သွားလို့ရတဲ့ကျွန်တော်အာသွင်းတဲ့နေရာတွေရှိတဲ့နေရာတွေပေါ့နော်အဲ့နေရာကျွန်တော်တို့ EV ကားတွေသွားတယ်ဟုတ်ပြီကျွန်တော်တို့နေတဲ့မှာ EV ကားသွားလို့မရတဲ့မြို့တွေဆိုတော့ကျွန်တော်တို့ဒီမှာဒီစီကား gas ကားတွေတဲ့ဟိုနှာရန်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အခုကျွန်တော် taxi service တွေမှာခီးတဲ့အဓိကကြုံတွေ့နေရအရင်မောင်းတဲ့အချို့ပြဿနာလေးတွေရှိတဲ့ဟာမျိုးလေးတွေပေါ့နော် complain တွေများတယ်ပေါ့နော်အဲ့ကျတော့အကိုတို့ဒီအကိုတို့ကလည်း taxi operator ပုံစံနဲ့သွားနေတာ company နဲ့သွားနေတာဖြစ်တဲ့အတွက်ဒီအရင်မောင်းနေတဲ့ခီးတဲ့ဂျာမာပြဿနာတွေမဖြစ်အောင်ရနောက်ပြီးတော့အရင်မောင်းနေကိုဘယ်လိုမျိုးစီးစစ်ပြီးခန့်အပ်ထားလဲဆိုတာလည်းသိပြရသေးဘူးဟုတ်ကျွန်တော်တို့လည်းပေါ့ အဲ VDA ကို VDA operator ကိုကျွန်တော်ဆက်သွယ်လာတဲ့ကိစ္စတွေကိုကျွန်တော်တို့အကောင်းဆုံးဝင်ဆောင်မှုပေးနေတယ်ပေါ့နော်အဲ့လိုပေးနေတဲ့ပုံမှာကျွန်တော်တို့ခုလက်ရှိမှာဖြစ်ပေါ်နေတဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့ဒီအခြေအနေကကျွန်တော်တို့အနေနဲ့ဒီကာကွယ်နိုင်အောင်လို့ကျွန်တော်တို့ရင်မောင်းတွေကိုကျွန်တော်တို့နေကိစ္စတဲ့အဆင်ပြေပြေစစ်ရှင်လက်ရှိနေပေါ့နော်ကိစ္စတဲ့အဆင်ပြေမဲ့ရင်မောင်းတွေကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့ VDA ထဲမှာမှန်မှန်ပြီလက်ခံထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီတော့ကိစ္စတွေနေတဲ့ဟို ဆက်ချက်လက်ချက်စီးနင်းလို့ရတယ်ပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုဟိုပါလေအခုလက်ရှိရေမောင်းရေအတွက်ကားစီးရေအတွက်ဘယ်လောက်လောက်ရှိလဲခင်ဗျာဟုတ်ဟုတ်ဟုတ်အခုလက်ရှိကျွန်တော်တို့မှာဘောနော် EV ကပါမယ်ကျွန်တော်တို့စီကားတွေကကားတွေပါတယ်မမဝင်ရက်ကကျွန်တော်တို့150ဝင်းကျင်လောက်တော့ရှိတယ်ပေါ့နော် ဟုတ်ကဲ့ခေါဆွမ်းနာကျွန်တော်တို့လေဒီအချာချင်းလာသွင်းတာထဲမှာတွေ့လိုက်တယ်မြို့သမီးရင်မောင်းလေးကြီးလည်းတွေ့လိုက်ရသလိုပဲခင်ဗျာဆိုတော့အကိုတို့အကိုတို့စီမှာရောမြို့သမီးရင်မောင်းလေးရှိရလားခင်ဗျာဟုတ်ကဲ့ကျွန်တော်စီမှာလည်းမြို့သမီးရင်မောင်းလေးရှိတယ်ဗောနမြို့သမီးရင်မောင်းလေးရှိတယ်ဆိုတော့တို့မြို့သမီးဆိုတာလည်းကျွန်တော်ခုခင်မှာရွာရွာလေးတဲ့ရင်မောင်းတိုင်းပြီးတော့တို့ဟိုလုတ်ဆောင်နေရရှိတယ်ဗောအဲ့တော့ကျွန်တော်တို့ထဲမှာမြို့သမီးရင်မောင်းလေးတွေကျွန်တော်တို့ မမဦးပြလက်ခံထားပါတယ်။ဟုတ်ကဲ့ဘယ်နှဦးကြီးလောက်အများရှိနိုင်မလဲခင်ဗျာခမန်းကြီး။အဲကျွန်တော်တို့အမျိုးသမီးအဲရင်မောင်းတယ်အခုလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့၃ဦးရှိတယ်ပေါ့နော်၃ဦးရှိတယ်။ကျွန်တော်တို့နောက်ဟိုမမဝင်ကြတဲ့အမျိုးသမီးရင်မောင်းအမျိုးသားရင်မောင်းအဲကြီးတဲ့နဲ့ဆစ်ရှင်လက်ရှိအစဉ်ပြေမဲ့ဒီဒီရင်မောင်းလို့ကျွန်တော်တို့နေတဲ့လက်ခံနေပါတော့။ဟုတ်ပြီဟုတ်ပြီဟုတ်ပါ။အခုအနေနဲ့ဒီ Brilliant Transport Service ကိုစိတ်ဝင်စားတဲ့ပိတ်သက်ကြီးကိုဗာများထပ်လောင်းပြီးပြောချင်သေးတယ်ခင်ဗျာ။ဟုတ်။ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်အဲ Brilliant Transport Service BDF ကိုကျွန်တော်တို့အဲ စီးနေခြင်းနဲ့ခီးသေးတယ်ကျွန်တော်ပြောချင်တာတော့စိတ်ချက်လက်ချပေါ့နော်စိတ်ချက်လက်ချတယ်ကျွန်တော်တို့ကားလေးကိုကျွန်တော် orbiter ဖုန်းလေးတွေကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့ငှားရမ်းအသုံးပြုလို့ရပါတယ်အဲခီးသေးတဲ့မျိုးရင်းဆိုရင်တော့ခုနကအစားပြောခဲ့တဲ့လိုလို night clock duty ပြီးတော့ booking တင်ထားမယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်ဟုတ်ဒီ brilliance transport service ကိုတုံးရမယ်အားသာချက်ကဘာတွေများဖြစ်မလဲကိုဟုတ်ကျွန်တော် brilliance transport service ကဲကျွန်တော်တို့အားသာချက်ကကျွန်တော်တို့သွားခြင်းတဲ့ခီးကိုကျွန်တော်ကီလိုမီတာနဲ့တွက်တဲ့အတွက်ကီလိုမီတာကိုသွားသလောက်ဟိုဝေးပဲကျွန်တော် ကြာတဲ့မှာဖြစ်တယ်။ဒါပြီးတော့ဟုတ်ပြီကျွန်တော်တို့သွားနေရင်လည်းကိုသွားမဲ့လမ်းကြောင်းကအကြောင်းမျိုးကြောင့်ခြားကိုယူပါမယ်။ညသွားနေရင်လည်းကျွန်တော်တို့အဲရင်မောက်တဲ့ညှိနှိုင်းပြီးတော့လမ်းကြောင်းပြောလို့ရတယ်။အဲ့ဒီပြင်ကျွန်တော်တို့ဟိုတော့ကျွန်တော်တို့ကဖြစ်တတ်တယ်တော့သွားနေရင်လည်းအခါကျရင်ဟိုနေရာလေးဝင်ကျင်တယ်ဟိုဟာလေးဝယ်ကျင်တယ်ရတယ်ကျွန်တော်တို့ညီမောပြောပြီးတော့ကားရက်လို့အစီအပြေနေရမှာဆိုကျွန်တော်ရက်ပြီးတော့ဝင်လို့ရတယ်ဝယ်လို့ရတယ်ပေါ့နော်အဲအဲ့ဒီဟိုကျွန်တော်အားသာချက်လေးတော့ရှိတယ်ပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အကယ်၍ကိုပုံမှတ်ထားပါတချို့ရုံစင်းရုံတက်သမားတွေရုံသမားတွေရောအဲ့လိုမျိုး ferry ပုံစံမျိုးနဲ့သွားတာမျိုးတွေအကြောင်းဖို့အကြောင်းချို့မျိုးတွေလောက်တာမျိုးတွေရောအဲ့ဒါမျိုးတွေရောဝန်ဆောင်ပေးလာဗျာပေါ့ဟုတ်ကဲ့ဗျာအခုလက်ရှိမှာကျွန်တော်တို့အဲ့လိုပေါ့ရုံနေတဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့မနေ့ဆိုရုပ်ကူပေးတယ်အဲ့ပြင်းရည်ပြန်ကြိုပေးတယ်ပေါ့နော်တို့ရုံတက်ချေရုံစင်းချေလောက်နေတယ်ကျွန်တော်တို့စားပေးလက်ခုလက်ရှိမှာစားပြီးပေးနေတယ်ပေါ့အဲ့တခါကျရန်ပြန်ရခိုင်ကျွန်တော်တို့ရုံနေမှာက ferry တွေရှိတယ်အကြောင်းမျိုးကြောင့်ပေါ့ ferry ကအကြောင်းမျိုးကြောင့်အဲအဲ့ဒီဂျပန်နေမှာအကြောင်းမျိုးကြောင့် ဟိုခြုံရင်းချက်ဖြစ်လို့လေ့ဟာွားရဲဆိုလဲကျွန်တော်တို့အစီကိုနည်းနည်းလေးနိုင်လေးကြိုးဆက်ပြီးကျွန်တော်တို့ကအဲ့ဒီပုံမှာလဲကျွန်တော်တို့သွားကြူပြီးတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအကွယ်ထပ်ကျေးဇူးများကြီးတင်ပါတယ်ကွဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျာ Brilliant Transport Service ကျွန်တော် BDS မှာကျွန်တော်အမျိုးသားရင်မောင်းနေတယ်မကဘဲနဲ့အထူးထူးခြားခြားအမျိုးသမီးရင်မောင်း၃ဦးလည်းရှိရလို့သိရပါတယ်အဲ့အမျိုးသမီးရင်မောင်း၃ဦးတည်းကတဦးဖြစ်တယ်ဒီကအမနဲ့တွဲဆုံပြီးတော့ကျွန်တော်ဒီမှာမောင်းနေရတာဘလို့အခြေအနေရှိလဲနောက်ပြီးတော့အရင်ကဒီအမက CNG မောင်းခဲ့ရလို့လည်းသိရတယ်အဲ့တော့ကြောင့်ကျွန်တော်ဒီမှာအခုကျွန်တော် CNG ကနေပြီးတော့ EV ပြောင်းမောင်းတဲ့ခါမှာဘယ်လိုမျိုးအားသာချက်အားနည်းချက်ရှိလဲဆိုတာလဲကျွန်တော်မင်းမြန်တော့မှာဖြစ်ပါတယ်အမမင်္ဂလာပါအမမင်္ဂလာပါဟုတ်ကဲ့အမအမဟိုတက်စီမောင်းနေတာဘယ်လောက်ကြာပြီလဲဗျအာတနစ်ခွဲလောက်ပေါ့อ๋อโอเคอ่ะအရင်က CNG မောင်းခဲ့ရလို့ပြောတယ်အခုကျတော့ EV ပြောင်းမောင်းတော့ဘယ်လောက်ကချားချက်တွေရှိလဲအမဟာ EV ရောကောင်းလာဗောဟော EV ရောတခါအသွင်း55မိနစ်လောက်ပဲဆောင်းပြီးတော့တနေ့ကမောင်းပြီးတော့ပဲဩ CNG ကပို့ပြီးဆောင်းတာကြာလို့လားဘယ်လိုဘယ်လိုအားနည်းချက်ရှိလို့လဲဟာတူအောင်နှစ်ခါသုံးခါလောက်အသွင်းပြီးတော့ပို့လိုချင်သလိုလိုရခရီးကိုပို့ပါမရဘူးလို့နော်ဩဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်နောက်ပြီးတော့အခုဒီ BDS နဲ့မောင်းတာရောဘယ်လောက်ကြာပြီလဲမှာ BDS နဲ့မောင်းတာဒီစဖွင့်တယ်တော့တော်ကြပြီအဲကိုပိုင်နံပါတ်တော့ဈေးစု2နိုင်ရောအော်ဟုတ်ကဲ့တော်ကြပြီဆိုတော့လေအမဆိုတော့အခုဒီ EV နဲ့မောင်းတဲ့အခါမှာရောဒီ BDS နဲ့မောင်းတဲ့အခါမှာဖြီးတဲ့ရရှိမှုချင်နေရောဘယ်လိုမျိုးရှိလဲအာကောင်းတယ်ဟိုကလိုက်ချရတယ်မလို့တော့တင်ပေးတဲ့ဒါတော့ယူတော့ခေါ်တော့ကောက်ဒါပဲကိုပဲရုံနဲ့တို့လိုရခင်အဆင်ပြေရပေါ့ကိုတို့က အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလည်းမရှားတော့ဘူးပေါ့အော်ဟုတ်ကဲ့ဒီ BDS ဘက်ကိုရောအမားတို့အနေနဲ့ပြန်ပြီးတော့ commission ပေးရတာတွေပါရောရှိသေးလားအဲ့လိုမျိုးရောအာ percentage တော့ပေးရတယ်နေပါတယ်ဒါပေမဲ့အဆင်ပြေတယ်ဟုတ်တယ်လည်းအဆင်ပြေတယ်တို့ပြန်ပေးတာချပေးတာတွေအကုန်အဆင်ပြေတယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါ ဒါတော့ကျွန်တော် Brilliant Transport Service ကပေးနေတဲ့ကားငှားဝန်ဆောင်မှုပေါ့နော် Taxi Service တွေရောကျွန်တော်ကားစင်းလုံးငှားဝန်ဆောင်မှုတွေရောနေဝေးဝန်ဆောင်မှုတွေရောကျွန်တော်အကြောင်းတွေကိုအသေးစိတ်ကျွန်တော်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အကယ်၍ဒီ BDS နဲ့ပတ်သက်ပြီးတော့ Brilliant Transport Service နဲ့ပတ်သက်ပြီးတော့အမေးမြန်းခြင်းနဲ့ကားတွေငှားရမ်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်အောက်မှာပေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့တိုက်ရိုက်ငှားရမ်းနိုင်ပါတယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအခုလိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ